ိုင်ဝမ်နဲ့ပတ်သက်လို့ကုလမဂျပန်ကိုတရုတ်ကအပြင်းထန်ကြိမ်းမောပါလေဂျပန်ဖြစ်နေတဲ့လက်ကလောက်ညှိပွားမှုကိုကုလသမဂ္ဂအထိတရုတ်ကဆွဲတင်သွားပြီဖြစ်ပါတယ်။ထိုင်ဝမ်ကိစ္စနဲ့ပတ်သက်ပြီးတိုကျိုဟာလက်နက်ကိုင်ဝင်ရောက်ဆစ်ဖက်မယ်လို့ချိန်ချောက်နေပါတယ်ဆိုပြီးတရုတ်ကဆွဆွထားတယ်လို့ပေကျင်းနေတဲ့မိမိကိုယ်ကိုခုခံကာကွယ်မယ်လို့ပြင်းထန်ကြိမ်းမာလိုက်ပါတယ်။နှစ်ပတ်ကြာနေပြီဖြစ်တဲ့ဒီပြဿနာဟာအခုတစ်ခေါက်မှတရုတ်ဘက်ကပြောဆိုတာကအပြင်းထန်ဆုံးဖြစ်ပါတယ်။ ဂျပန်ကဒီပြဿနာကိုရေကြဲနေနဲ့ဖြေရှင်းဖို့ဆိုပြီးတရုတ်ကိုကိုယ်စားလှုပ်လှုပ်မဲ့ပြေးလဲခြင်းမရှိပါဘူး။တကယ်လို့ထိုင်ဝမ်ကိုတရုတ်ကတိုက်ရင်တိုချိုအနေနဲ့စီးရီးယားတုံ့ပြန်လာနေတယ်လို့ဂျပန်မျိုးသွေးကိုကြည့်ကြဆန်နေတာကအရှိတကားဟာနိုင်ငံကဥပဒေနဲ့တနမယ်ရီးယားကျင့်သုံးတွေကိုကြီးကြီးမားချိုးဖောက်နေတာလို့ကုလသမဂ္ဂဆိုင်ရာတရုတ်တန်မကြီးဖူချောင်းကကုရရက်စီကိုပြေးမှုတဲ့စာထဲမှာရေးထားပါတယ်။တကယ်လို့များဂျပန်ကထိုင်ဝမ်ရဲ့ကြားကိစ္စမှာလက်နက်ကန်ဝင်ရောက်စစ်ဖက်မှုအကဲဆန်းရင်တော့ဒါဟာကျူးကျော်တိုက်ခိုက်မှုပါလို့ တရုတ်မရှိရင်ထုတ်ပြန်ချက်မှာတန်မတိကရေးပါတယ်တရုတ်အနေနဲ့ကုလသမဂ္ဂဘရိနင်စာတမ်းပါဝင်နိုင်ငံတကာဥပဒေအရကိုကိုကိုခုခံကာကွယ်ပိုင်ခွင့်ဆိုတာကိုပြည့်ရသသားချင်းသုံးမှာဖြစ်တယ်လို့အချုပ်ကြအာဏာနဲ့နိုင်ငံတည်တံ့ခံမြေရေးကိုလည်းခိုင်မာကာကွယ်သွားမယ်လို့ဆိုပါတယ်ဒီမိုကရေစီလိကြအချုပ်တဲ့ထိုင်ဝမ်ကိုသူ့ပိုင်တဲ့နိုင်ငံဖြစ်ပေကျင်းဆွေးရကတက်မှတ်ထားပြီးထိုင်ဝမ်ကိုပြန်ထိန်းချုပ်ဖို့အတွက်အင်အားသုံးတဲ့နည်းလမ်းတွေကိုလည်းလုပ်မယ်လို့တရုတ်ကအတိအလင်းပြောထားတာဖြစ်ပါတယ် ဒါမဲ့အဲ့ဒီတရုံနဲ့ပြဿနာတက်စီတဲ့အမှတ်ချက်ကိုရုပ်သိမ်းမှုဂျပန်ဝန်ကြီးချုပ်ကလည်းညှင်းဆိုပါတယ်လုံးဝမရုပ်သိမ်းနိုင်ဘူးလို့ဂျပန်လွတ်တော်မှာဝန်ကြီးချုပ်ကပြောလိုက်ပါတယ်တရုတ်ကဒါကြောင့်ဒီပြဿနာကိုပို့ပြီးတော့ဆက်ဆက်ကနားကြီးသွားပါလေတနမရေးစီးပွားရေးကုမ္ပဏီနီလန်ပေါင်းစုံနဲ့ဂျပန်ကိုဖိအားပေးနေပါတယ်ဂျပန်တန်မတ်ကိုပါဆင့်ခေါ်ပြီးတရားဝင်ကန့်ကွက်နေပါလေဒါပေမဲ့ပြဿနာဖြစ်တဲ့ချိန်မှာဂျပန်ဝန်ကြီးချုပ်ကစကားပြောဆိုပို့ထင်းခဲ့တယ်လို့ထိုင်ဝမ်နဲ့ပတ်သက်ပြီးနောက်ဆက်တွဲမှတ်ချက်ပေးတာလည်းမရှိတော့ပါဘူး ရိုမာ27မှာသူမဟာဂျီတိုနီတင်းဒီလန်ကတက်ဖို့ထပ်မသွားခင်တရောင်းနယ်တွေ့ဆုံဒီကိစ္စအကြောင်းစကားနဲ့နဲ့ပြောခဲ့ပါတယ်။တာဂါကြီးချီအနေနဲ့သူမပြောခဲ့တဲ့မှတ်ချက်စကားပြောင်းဦးသိမ်းဖို့တရုတ်ကတောင်းဆိုပေမဲ့ဝန်ကြီးချုပ်ကတော့ညှိဆိုပါတယ်။ဂျပန်ရဲ့တင်မှုကိုထိပါချင်းချောက်ခံရပြီလို့ယူဆရဲ့အစိုးရဟာရနိုင်သူများတရင်ချက်လက်အားလုံးပုံမူတည်ပြီးအချိန်နဲ့တပြေးညီအသင့်တော်ဆုံးဆုံးဖြတ်ချက်ကိုရွေးချယ်လုပ်ဆောင်မယ်လို့ဆိုပါတယ်။ဒီကြောင့်သူကိုယ်တိုင်အချင်းချင်းရှင်းပြခဲ့ပြီဖြစ်တယ်လို့ဂျပန်ဆိုရရဲ့သဘောထားဟာဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူးလို့တာကအီချီကဆိုပါတယ်။ တရုတ်ဟာထိုင်ဝမ်ကိုပိုင်နေတဲ့မြေပြင်သတ်မှတ်ထားပြီးလိုအပ်လာရင်အင်အားသုံးတိုက်ခိုက်မယ်လို့ချင်းချောက်ထားပြီးအဲဒီတော့ဒီအခြေအနေဖြစ်နိုင်ဂျပန်ကတက်တွေဆင်လွတ်မယ်ဆိုတဲ့သဘောမျိုးတက္ကသိုလ်အချင်းပြောဆိုတာဟာတရုတ်ပေါ်ရန်လိုတဲ့သဘောထားကိုပြပြတသားပြလိုက်တာပါပဲတက္ကသိုလ်အချင်းကသူမရဲ့သဘောထားကတော့တရုတ်ဂျပန်ဆက်စပ်ရေးကိုထိထိရောက်ရောက်မြင့်တယ်လို့ဖြစ်ပြီးဒီအကြောင်းကိုပြီးခဲ့တဲ့လကတောင်ကိုရီးယားမှာတရုတ်သမ္မတနဲ့တွေ့ဆုံတုန်းကလည်းအတိပေးခဲ့တယ်ဆိုပါတယ်ဒီမှာရှီကျင်းပြင်းကိုပြောခဲ့တဲ့နိုင်ငံခြားမှာပြန်လည်ကောင်းကျိုးဖြစ်ထိုးစေမယ်ပြည်သူ့ဘောဆောင်နဲ့ဆက်ဆက်မျိုးတိစောက်ချင်တယ်လို့ဆိုပါတယ် ဂျပန်ဂျပန်ကတော့အဲ့ဒီယက်တိမှုကိုလုံးဝမပြောင်းလဲဘူးလို့ဆိုပါတယ်။တရုတ်ဘက်ကတော့ဂျပန်ဘက်ကအဲ့ဒီယက်တိမှုကိုလုံးဝမပြောင်းလဲဘူးဆိုရင်ဘာကြောင့်အဲ့ဒီလိုစီးရင်ရဝင်ရောက်ပြီးတော့ကုညီပေးမယ်ဆိုတဲ့စကားကိုပြောခဲ့တာလဲဆိုတာမင်းကိုထုတ်လိုက်တာဖြစ်ပါတယ်။